လားဒီဘက်ကနေစီးတယ်ဒီနေ့ကတော့အခုလိုပီကင်းဘဲကင်းကောင်လိုက်ကြီးနဲ့နူအီနေအောင်ပေါင်းထားတဲ့စိတ်ပေါင်ပေါင်မျိုးတော်နယ်ကိုစတဲ့ special ဟင်းလျာတွေအပြင်မနေ့နေ့လည်းညစာအထိပါမီနျူးစုံလင်ရပြီမျိုးထဲမှာကာပါကင်ကြဲကြဲဝုန်းနဲ့အစ်စ်ဖွင့်ထားတဲ့ပန်လာတီရိုဆိုတဲ့ဆိုင်မှာတော်ဆမှာပဲဖြစ်ပါတယ်အဲ့တော့ညီမလေးနဲ့တူတူမျိုးထဲမှာအစားအသောက်ကောင်းတွေရပြီးတော့ဆိုင်နေရာကြဲဝုန်းနဲ့ပန်လာကိုရောက်နေရပါဆိုင်နေရာလေးကတော့ wireland အပေါ်ဘလောက်ကျွန်တော်တို့ဒါဘိုးเจ้าအောင်ဆန်းလန်းနဲ့တောက်မှာပဲရှိရပေါ့နော်အဲ့တော့အထဲသွားအောင် like ပါနော်ဟုတ်လား ကားပါကင်တော့ဆိုရင်လည်းနေရာကြကြဝန်းရှိရပါတော့တော်တော်လေးအစီးရအများကြီးဆန်တယ် အာဒီပန်းလာဆိုင်ရာကြောင့်ကျွန်တော်ဒါဆိုင်ခွဲရေးလေးရှိသေးတယ်ဒီဆိုင်ရာတော့ဒါဖွင့်ထားတိတ်မကြတဲ့လာပိုင်းလာပဲရှိသေးပါတော့เนาะအဲ့ဒါမြန်မာစာရေးရှမ်းစာအိန္ဒိယစာ Chinese food တွေအဲအပြင်မှာကျွန်တော်လက်လောက်ခောက်ဆွဲလေးရရပါတော့เนาะစိုင်ပုံစံအနေထားလေးကကျွန်တော်အပေါ်ရောက်တဲ့နှစ်ထက်ရှိတယ်အဲအပြင်မှာအဲကွန်ကန်းလေးကိုအေးစစ်စစ်နဲ့ထိုင်လို့ရတဲ့ပုံစံပေါ့เนาะအောက်မှာဆိုရင်လေအောက်တော့နေနဲ့ထိုင်လို့ရတဲ့နေရာလေးရှိရပါတော့เนาะပြီးတော့ private vip room တွေလည်းရှိတဲ့အပြင်အစားအသောက် menu စင်းသုံးလေးတွေကလည်းအသင့်အင့်ပဲရှိတော့မိသားစုမိတ်ဆွေနဲ့အတူတူ gathering လုပ်မယ်ဆိုရင်အဆင်ပြေပါတော့။ဟုတ်ကျွန်တော်မှာလာရပါပြီ။အဓိကတော့ကျွန်တော်ဒါ Chinese menu တွေကနေပဲကျွန်တော်ရွေးပြီးမှာတာပါတော့။ကျွန်တော်တို့ တို့စီမှာ peaking bag တစ်ကောင်မှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအသားဟိုကြောကျွန်တော်တို့ကပန်ကိတ်နဲ့အခု20ရမယ်။ဆိုလို့ရှိရင်ပိုတဲ့အသားဟိုကြောကျွန်တော်တို့ကဂျင်းမွေးရမယ်၊ငရုတ်ကောင်းရမယ်။ဆိုလို့ရှိရင်ချွတ်ချင်ရမယ်။ပြီးရင်ပိုတဲ့အယိုးဟိုကြောကျွန်တော်တို့ကဟင်းချွတ်ချက်လို့ရတယ်။တုံရမ်းရမယ်၊ပြီးရင် clear ဆွရမယ်၊ကြမ်ဆန်ဆွရမယ်။ ဒီကောင်လုံးကိုဖယ်ကြပြီးတော့အောင်လို့တခိုင်းစီတင်ပေးပြီးဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့တကယ်လို့သိရပါညာကြတော့ customer request form တွေပြီးတော့ customer ရှေ့မှာကျွန်တော် submit ပေးရမယ်ဆိုတီးပေးရမယ်ဆိုကျွန်တော်လုပ်ပေးပါတယ် customer နေနဲ့ကျွန်တော်တို့ကမလိုအပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ kitchen chef တွေအပြင်တခိုင်းတီးပေးတာခိုင်းပြီးတော့ဒါဘယ်အယူပိုင်းအောင်ကြတော့အေးပြန်လို့ကြာချက်မဆိုင်နေနဲ့ကျွန်တော်မှားထားတယ်ဒါကတော့အသားပိုင်းအောင်ပဲသူကချွတ်ချွတ်ပုံစံလေးကြော်ထားတာကိုကတခြားပုံစံနဲ့စားခြင်းလို့ဆိုလည်းရရပါတော့ original အတိုင်းစားခြင်းလည်းဆိုလည်းဒီလိုအသားပိုင်းလေးနဲ့အရေပုံပိုင်းလို့စီစဉ်ပေးထားပါတော့ဆက်ဆက်ကြပါဦး ကဲဒါကတော့ picking baking ကို pancake လေးနဲ့ပေါ့နော်ဒီ pancake အဖက်လေးဆိုရင်လည်းလေတခါလေးအပူပေးထားပါတော့။ဒီကတော့စိတ်ပေါင်ပေါင်လေးကိုပေါင်ပေါင်ထဲကိုမြှက်ထားပါပါနော်။အာ။အာဘဲကင်းဆစ်တို့အီလေးနဲ့ဟိုမှာဒီဆော့ရတာလေးရယ်ပြီးတော့ကျွန်တော်တို့ဒါကြက်တုံမိတ်တခွားကြီးလေးနေဆိုတော့လေဒီကြက်တုံမိတ်ရဲ့ပူရှင်းရှင်းအနံ့မှုမွေးလေးရယ်ကြံခဲ့ရယ်။ဟုတ်ကဲ့ ဒီလိုမျိုးကြာအားပါဆိုရနော်စိတ်ပောင်ကိုနူးရောင်လုပ်ပြီးတော့မှဒီအသားကိုလည်းအနှစ်ရလောက်ဝင်အောင်လို့တခြားလေးချက်ထားပါဗောနော်ဒီလိုမီနူးလေးရကြောက်လေး family share လုပ်ပြီးစားမယ်ဆိုရင်ပို့ပြီးစင်ကြပါဗောနော်စတူအီးကြီးလေးစားရတာဟုတ်ကဲ့ Okay ဘယ်ကင်ချိုချင်ကြော်လေးနဲ့ထင်းထဲစားမှာဗောနော်အားပါလက်နဲ့ပဲဆွဲလိုက်တော့ သားလေးထဲသားရောက်အာကျမဆိုင်ရဲ့တောက်လိုက်တာလည်းလုံးဝ creation ဝဒါလေးကတော့ဟင်းနှုတ်ွယ်ဥသုံးမျိုးပါအယောင်ဆူဆူလေးနဲ့မျိုးတော်နံယူပေါ့နော်ကျွန်တော်လည်းဒီပုံစံတစ်ခါမှမစားဘူးသေးဘူးဒီပန်းလာရဲ့ special sauce နဲ့ကိုသူကတိချာလို့ချက်တာပေါ့နော်အကြီးပဲ ကော့ပုံစံလေးကကြတော့ဒီအသားလေးဆိုရင်လည်းရွှဲရွှဲလေးနဲ့အချိုရတာဘက်ကိုသွားရပါတော့။အဲ့ဒီပြင်မှာဒီဝက်နံရိုးလေးဆိုရင်လည်းအသားများရဲ့အပိုင်ကိုတုံးမိထားပါတော့။အဲ့တော့အချိုသားမယ်ပြီးတော့လူဂျစ်ဖလေးသားမယ်ဆိုရင်ကိုပြစ်စင်ပြပါတော့။ဒီဘက်ကဖလေးကိုကြည့်တယ်။အင်းဒါလေးကစိတ်ပေါမှာပေါ့နော်။ပုံမှန်ကပေါမုန်းနဲ့တွဲစားတာကျွန်တော်ကဒီအသားကိုတက်တက်ကိုဒီလိုကိုက်ချင်လို့စားပါတော့။ တက်ပောင်ပောင်ကငူးရီချက်ကတော့လေကတ်လိုက်တိုင်းနဲ့သူ့အသားလိုက်ဒီဘက်ကိုဖက်လာပါတော့အမြင့်ရတာကောင်းတာအခုကျွန်တော်တတ်မှတည်းကတော့ကြက်မှုသုံးမျိုးပါနော်ဒီထဲမှာဆိုရင်တော့မှုအနေနဲ့ဆိုရင်လည်းမှုမဲကင်းမှုပြီးတော့ကျွန်တော်ဒါအမှုလေးထည့်ထားပါနော်ကွာတကယ်လို့ကော်ရီကြိုက်တယ်ဆိုရင်လည်းဒါလိုထိုင်းကြည့်တယ်ပါနော်အမီနျူးစုံလင်ရရဆိုပေမဲ့ဒီ Chinese food menu လေးဆိုရင်လည်းလေ တကယ် green တွေ့ပြီးတော့အရသာကောင်းလို့ကြချလို့စီစဉ်ပေးထားရတယ်။မင်းကြီးကမြင်ကလေးကစားပြင်နေတာဒီနန်ယိုးစားပါ အဲ့တော့ကျွန်တော်ဒါစားပွားရေးဆိုတော့ကျန်တာလေးတွေတော့ပါဆယ်ပဲထုတ်သွားလိုက်ပါဦးမယ်ကျွန်တော်ဒီနေ့လာစားခဲ့ရတော့ပန်းလာတူရွန်အန်ချိုင်းနီးဖူးဆိုတဲ့စိုင်လေးပေါ့နော်စိုင်လေးစားလေးကတော့လမ်းမတော်မြို့နယ်ဝိုင်းလန်အပေါ်ဘလောက်နဲ့ကျွန်တော်ဒါဘူချောင်းအစံလန်တောင်းသားပါပဲရှိပါတယ်စိုင်ခွင့်ချက်ပိတ်ချိန်လေးကတော့မနက်6:00နာရီည9:00နာရီပဲဖြစ်ပါတယ်မနက်စာနေနဲ့ဆိုရင်ဒင်းဆမ်းလေးရရပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုကျွန်တော်ဒီမှာပဲဆုံးသတ်လိုက်ပါဦးမယ်နောက်လည်းကျွန်တော်ဘယ်ညာလေးဘယ်စိုင်လေးခေါ်မလဲဆိုတော့ဆက်လုပ်လိုက်ကြည့်ပါဦးတဒါ